တတိပါတတိတို့ကလည်းတမိယံကံပြီးမြတ်စွာဘုရားကိုပူဇော်ဝင်နေလိုက်တာကြာဝိရှိသုံးနဲ့မကတကြာနဲ့နတ်တွေအားလုံးကတဆောင်ပြားကိုခြံရပြီးလိုက်လာတယ်။အဲ့လိုချီးမားလာတဲ့ဆံပြားလာတဲ့အခဏနဲ့တဆောင်ပြားတောင်းရတဲ့တပ်ပြေကနေတွေ့ပြီပဲကိုဆက်သက်လာတယ်ဆိုတာကိုပါဠိစာပေမှာဒီဝောရောဟဏဒီဝောရောဟဏ တပ်ပြေကလူပြေသူစစ်တဲ့ချင်းလို့သူတို့ပြောရတယ်နော်ဆောင်းလန်းဆိုတာစီကားကိုပြောတာပဲဆောင်းလန်းဆိုရင်ဗမာပြည်ကတော့ဟိုဖျားရှိရတယ်အပိုးလေးတွေဆင်းဆင်းလောက်ထတာမှာဆောင်းလန်းလို့ထင်တယ်ကြာမှန်ဆောင်းလန်းလေကားဆိုတာတိကတိတိကိုပဲပြောတာနော်တိကတိတိတိကတိတိကနေပြီးတော့ရဆောင်ရတတိချင်းတတိချင်းတလန်းချင်းကနေပြီးတော့ သူ့ပြည်ကိုခန္ဓာဆံပြရွာကြာရောက်ပြီးတော့လာတာအဲ့ဒါဒီသတိညွတ်လာပြီးနေပဲဖြစ်တယ်ပေါ့အမိဓမ္မဟောလို့ပြီးဆုံးသွားတယ်လေဒီသတိညွတ်လာပြီးနေတောင်ရိသာတပည့်ကပြန်ကြွလာတာလေဒီသတိညွတ်လာပြီးနေဖြစ်တယ်ဟုတ်ပြီရသဗျာကသင်္ကသပြုပထမဆုံးဆောင်းနှံလေကအခုရောက်တဲ့အခါကျတော့သူ့ပြည်ကပြိဿကြီးရဲ့ကျိုးစုံနှုတ်ဆက်တယ် အဲ့ဒီမှာဖျားကိုပရမန်ဆုံးနှုတ်ဆက်ခွင့်ရတဲ့ပုဂ္ဂိုလ်ဟာယေရှုဘုရားရဲ့တပည့်အကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲဖြစ်တယ်။ရှင်သာရိပုတ္တရာဥဆောင်တဲ့တန်ခါပိယတကယေရှုဘုရားကိုအရင်နှုတ်ဆက်ခွင့်ရ။ဇာနာမေဇောရာကပိယတတေရောဓမ္မပိယတတေရောယေရှုဘုရားကိုဆောင်မြောင်းနေကြတဲ့ပိယတတေရောအလုံးကယေရှုဘုရားကိုချူဆူခဲ့ကြတယ်။အဲ့ဒီအထိမ်မှန်ဖြစ်မြန်မာလူမျိုးတွေကမြင့်မို့ဝဲလို့ เนาะညှို့ပြီးထုံးပွဲလို့ဆိုပြီးတော့လောက်ချာအဲ့ဒီအစဲလာကိုလောက်ချာတာဖြစ်စိတ်ကရှင်းပန်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်ဆိုရင်မိမိပုံပွဲဆိုတာညမပြေပြီးထုံးပွဲဟိုရှင်းရခင်ကတော့ကတိကနဲ့ကနဲ့ရှင်းပြီးတော့ပြီးထွက်ရတာသတင်းကျတဇောင်းမောကိုကတိကနဲ့ခတ်တော့ခေါ်တယ်အဲ့ဒီကတိကနဲ့ခတ်ဖို့တဇောင်းတိုင်းပွဲတို့သတင်းကျပြီးထုံးပွဲတို့ဆိုတာ ဖရားကိုမကူးခွင့်တော့အတတ်တွေကိုပူဇော်တယ်ပွဲတယ်။ဒါကြောင့်မို့ဘုန်းကြီးတို့မိလိုက်သေးတဲ့တောရတွေမှာဒီလေသာတွေမိချွန်နေတော့တော့တင်ငုတ်တွေမိချွန်နေအိမ်နောက်ပတ်ဝန်းကျင်ရှိရတယ်ခွန်လိုက်မိချွန်။အကြောင်းထုံးနေဆိုတာအိဗယ်တည်တတ်တွေကိုပြပူဇော်ရတော့တာပြီ။လူတွေမှာအဲ့ဒီထွန်းရတယ်။အဲ့ဒါလို့ဒီကနေ့တော့အိဗယ်ရှိရှိပြီးထွန်းတာ။ ်ရသမြေကုန်းတော်တွေကိုအာယုပြုပြီးတော့ပြီးနဲ့ပူဆောင်ကြတယ်